အလုံးမမြင်လာဘူးခင်ဗျာဒီကနေ့နိုင်ငံတကာရေးရာသတင်းကဏ္ဍအစီအစဉ်လေးနဲ့ပေါ့ဒါကျွန်တော်အနေနဲ့အခုဒီမာပြူဟာအပြိုင်ချင်းပေါ့အဲ့တော့ဒီဖွဲ့မှာဘာလဲဆိုတာ bridge ဖွဲ့ပါမယ်ပြီးရင်ဒါ BI ပါမယ်ပြီးရင် endophysiway ဟုတ်ဒီဖွဲ့သုံးခုရဲ့ဒါ strategy strategy အပြိုင်မှုကိုဒါမျှဝေဆွေးနွေးပေးတော့မယ်အဲ့တော့ဒါပထမအဆုံးအနေနဲ့ပြောချင်တာဒီမာပြူဟာပေါ့မာပြူဟာဆိုတာဘာလဲပေါ့မာပြူဟာဆိုတာရေရှည်စီမံကိန်းတွေလုပ်ရတဲ့အလုပ်တစ်ခုအော်လက်ရှိပေါ်တာတရုတ်နိုင်ငံအနေနဲ့ဒါ BI မာပြူဟာလုပ်နေပြီးရင်တစ်ဖက်ကဒီအမေရိကန်ပေါ့ အမေရိကန်ကဒီ Indo-Pacific မဟာဗျူဟာကိုဒါလက်ရှိမြန်မာကိုပို့ပြီးတော့အားပြိုင်တော့အဲတရုတ်နဲ့ဒါအမေရိကန်ကဒီမြန်မာကိုပို့ပြီးနေတာဒါပေမဲ့အခုဒီလက်တလုံးမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒါတရုတ်နေနဲ့လည်းသူ့ရဲ့ VR နဲ့ပတ်သက်ပြီးတော့ဒါသေချာတဲ့ခုထိတာအတန်တိတ်နေအောင်ဟောဒါဘာကြောင့်လဲဟောဒါတရုတ်ကပြီးတော့ရှားကဒါအမေရိကန်နောက်ပါသွားမှာဟောဒါသူ့အနေနဲ့မကြိုက်ဘူးအဲ့တော့ဒါဒဝေကဒီတရုတ်နဲ့လောရှာဟိုဒါပေါင်းလောက်ခိုင်းမယ်ဆိုရင် VR အတွက်တော့ဒါအဆင်ပြေသွားမယ်အဲ့တော့ဒါနောက်ဆုံးအနေနဲ့လည်းဒီ Indo-Pacific မှာ view အတွက်ဒါအရေးကြီးတဲ့ ဒီမလက်ကကြီးလက်ကြောက်ဘာညော့လာနိုင်စင်းလေးကိုအဲ့တော့ဒီရှက်ကအဓိကရှက်ဖြစ်နေအောင်အဲ့တော့ဒီနေ့ကိုဒီနေ့ခုဒီတောင်ရှောက်နိုင်ငံတွေကိုတောင်ရှောက်နိုင်ငံတွေပေါ့ဒါပါဝင်မြင့်လာတဲ့ဒီနိုင်ငံတွေအားလုံးကဒါဘရစ်စီဝိုင်းဖွဲ့အတွက်ဒါအထူးပိစိဘိတ်မလက်ကလို့ပေါ့ဒါစိတ်ကန်းသူတို့အနေနဲ့လိုလာပြီပေါ့အဲ့တော့စီးပွားရေးကဒါတစ်ထောက်ရန်နာဖို့အတွက်ဒါသူအမေရိကန်ရှေးဆိုင်စခန်းတွေနဲ့ဝေးတဲ့နေရာလေးဖြစ်ရမယ်အဲ့အတွက်ဒါသူတို့အရေးကြီးတဲ့အဓိကအချက်ကဒါသူတို့စိတ်ကန်းနေရာလို တော့ဒါနောက်ဆုံးရွေးချယ်လိုက်တဲ့ဒီနေရာကတော့ဒါအရှိတော်အရှာပေါ့ဒါမာဗီယာရဆက်ရှာကြပြီးတော့ကန်ယိုဒန်းရှိပိုင်ဆိုင်ထားတဲ့ဒါဒီကျွန်တော်နိုင်ငံမြန်မာနိုင်ငံရဲ့တဝဲရေနဲ့အစီမံကိန်းကြီးပေါ့တဝဲစိတ်ကိန်းဖြစ်တယ်တော့ဒါတရုတ်နဲ့ရုရှားပေါ့တရုတ်ကရုရှားကိုဒါသူ့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကန်လို့ရတာအော်ဒါတရုတ်အနေနဲ့တေချာရရုရှားကိုကန်လို့မရဘူးအခုဒီရုရှားယူကရိန်းစစ်မှာဆိုရင်ဒါတရုတ်အနေနဲ့ဒါရုရှားဘက်ကကုခဲ့တယ်လို့ပေါ့တကယ်လို့ဒါ ်နောက်ချိန်မှာဒီတရုတ်အနေနဲ့ထိုင်ဝမ်ကိုပြန်တိုက်ရမယ်ဆိုတေချာတဲ့ဒါကသူတဝူးလေးရုံးလို့မရဘူး။ဒါတစ်ဖက်ကရုရှားအကူအညီပါမဟုတ်ရအောင်။အဲ့တော့ဒါအခုဒီငြိမ်နေတဲ့အချိန်လေးပေါ့။ဒါတရုတ်အနေနဲ့ဒါ BI နဲ့ပတ်သက်ပြီးတော့ဒါသူဘာမှမပြောထားဘူး။ဒါဒီကြောင့်ရပတ်သက်ပြီးခုဒီလက်တလုံးမှာဆိုတာအတန်တိတ်နေ။အော်ဒီပွဲကဒါအဲ့တော့ဒီကျိုးမြလွန်ဆွဲပွဲထက်ဒါမဟာဗျူဟာဆင်လွန်ဆွဲပွဲထီကိုဒါဖြစ်နေတာ။အော်ဒါတစ်ဖက်မှာဆိုရင်အမေရိကန် EU ပွဲပြေ။အော်ဒီပွဲပြေနဲ့ဒါတရုတ်နဲ့ရုရှားကတည်ကြတဲ့ဒါဒီတိုင်းထိုင်ကြည့်နေလို့မဟုတ်ဘူး။ဒါသူတို့အနေနဲ့ မေဒီကယ်နဲ့ဥပဒေကိုပြေဥသေချာစောင့်ကြည့်နေအောင်အဲ့တော့ဒါအခုဒီလက်ရှိပေါ့ဒါမြန်မာနိုင်ငံရဲ့တော့မြန်မာရုရှား UK စာအဒီကိစ္စကိုလည်းဒါဒီသူတို့အနေနဲ့ဒါဖျက်လို့ဖျက်စီးလုပ်နေတယ်ပေါ့ဒါအနောက်စုတွေအဲအကြောင်းမျိုးပြောရှာနေတယ်ဒါသူတို့တိုက်ခိုက်နေတဲ့ဒါပထမဒါစာအုပ်ဒီနာဆာကဥက္ကဋ္ဌဒါရုရှားကိုသွားတော့ဒီစာအုပ်နဲ့ပတ်သက်ပြီးဒါသူတို့တိုက်ခိုက်တယ်ပြီးရင်တော့ဒါဒီတရုတ်နဲ့ရုရှားကိုဒါသူတို့တစ်ဖက်လည်းပြန်တိုက်ပြီးနေ တော့အခုဒါနောက်ဆုံးအနေနဲ့ဒါဒီတနေ့ကဒါစီမံကိန်းဖြစ်တဲ့ဒါဒီမော်ရရှာနျူကိစားစီမံကိန်းပေါ့အော်ဒီချက်ကိုပါဒါတိုက်ခိုက်လာအော်ဒါအခုကျွန်တော်အနေနဲ့ဒါသတိထားအောင်ပါဒီတစ်ဖက်ကတရုတ်မီးစိမ်းမပြရင်တော့ဒီနျူကိစားကဒါဖြစ်လာဖို့အကြောင်းတော့မရှိဘူးအဲ့တော့မဟာပြောအဆင့်စီမံကိန်းတွေပေါ့အော်ဒီစီမံကိန်းတွေအားလုံးကတော့တည်ကြတယ်ဒါခုရေတွင်သူခုရေကြီးတောက်လို့ရတဲ့အခြေအနေတော့မဟုတ်ဘူးအော်ဒီစက်ထိရောက်လာတော့ဒါမနေ့နေ့ကမှဒါလုံးလိုက်ရတဲ့အနေထားတော့မဟုတ်ဘူးအဲ့တော့ဒါအနည်းဆုံးအနေနဲ့ပြောချင်တာအခုဒီလက်ရှိ သွားတဲ့အခင်းကျင်းဟိုဒီခင်းကျင်းကဒါတကယ်တော့အကောင့်ထဲပို့ပြီးတော့တကယ်ဖြစ်လာခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ပေါ့ဒါဒုတိယစင်ကာပူလိုဒါနေချင်းကြချင်းဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါ